ကမ္ဘာစည်းအကြီးဆုံးနဲ့ရှားပါဆုံးကြောက်မြတ်ရတနာ၉မျိုးကိုဘန်ထွိုက်ဘန်ထွိုက်ကို1909ခုနှစ်အမေရိကန်ကယ်လီဖိုးနီးယားပြည်နယ်ဆန်ဗန်နီရိုမြို့မှာရှားပွေတွေ့ရှိခဲ့တာဖြစ်ပါတယ်ဒီကြောက်ကိုသူ့ရဲ့ထူးခြားတဲ့အပြာရောင်တောက်ပမှုကြောင့်လူသိများပါတယ်ဂျပန်နဲ့အာကန်စောမှာလည်းတွေ့ရှိခဲ့ပေမဲ့အခြေအသွေးအကောင်ဆုံးဘန်ထွိုက်ကိုကယ်လီဖိုးနီးယားပြည်နယ်မှာသာတွေ့ရပါတယ်တက္ကရာကိုဒေါ်လာ3000မှ4000ကုန်ကြပါတယ်ရှင့်အိုဖန်နာ ာမန်အုပ်ဖန်းကြောက်တွေကကမ္ဘာတဝန်းလုံးမှာအများအပြားတွေ့ရပါတယ်။ဒါပေမဲ့အုပ်ဖန်းနတ်ကတော့အလွန်ရှားပါးပြီးထူးခြားပါတယ်။သူ့ရဲ့နမ်းမောင်တဲ့အယောင်နဲ့တတ်တန်လို့တောက်ပတဲ့ရောင်စင်းကဆွဲဆောင်မှုရှိနေပါတယ်။အဓိကအားဖြင့်ဩစတြေးလျနိုင်ငံ New South Wales မှာသာဒုဗော်ရရှိနိုင်ပါတယ်။အုပ်ဖန်းနတ်ဟာတကာရက်ကိုဒေါ်လာ2300လောက်ရှိပါတယ်။ခုနှစ်ဖိန်းနိုင်ဖိန်းနိုင်ကလိမ္မော်ရောင်နဲ့အညွှန်ရောင်ရှိပြီးကမ္ဘာပေါ်မှာရှားပါးတဲ့ကြောင်မြတ်ရတနာတွေတည်းကတစ်မျိုးဖြစ်ပါတယ်။1950ပြည့်နှစ်မှာ မြန်မာနိုင်ငံမှာပထမဆုံးတွေ့ရှိခဲ့ရဖြစ်ပြီးအဲ့ဒီတော့ကတခုတည်းသာတွေ့ရှိခဲ့တာပါသူ့ရဲ့ထူးခြားတဲ့ဖွဲ့စည်းပုံနဲ့လှပတဲ့အကြောင်းကြောင့်ပိုပြီးဆွေးဆောင်မှုရှိပါတယ်ဖိန်းနိုင်ရာတကာရက်ကိုဒေါ်လာ9000အထိဈေးရနိုင်ပါတယ်သူ့ရဲ့ရှားပါမှုနဲ့စားပါမှုကြောင့်အမှန်တကယ်ပဲအဖို့မဖြစ်နိုင်တဲ့ကြောက်တမျိုးဖြစ်နေတာပါ6 top 5 top 5က1945ခုနှစ်မှာသိပ္ပံပညာရှင် Edward Charles Richard Toffee ကကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်သူ့ရဲ့ဖွဲ့စည်းပုံနဲ့အကြောင်းကအလွန်ထူးခြားပြီးတခြားကြောက်တွေနဲ့နှိုင်းယှဉ်လို့မရပါဘူး တကဘာလုံးမှလည်းအနေငယ်သာရှိပါတယ်။တက္ကရာကိုဒေါ်လာ၂ထာလောက်ကုန်ကြပါတယ်။သူ့ရဲ့ရှားပါမှုနဲ့တောက်ပါမှုကြောင့်အထူးခြားသောဖြစ်ပြီးချမ်းသာတဲ့သူတွေရဲ့အိမ်မက်တစ်ခုလည်းဖြစ်ပါတယ်။ငါအလက်ဇန်ဒရိုက်အလက်ဇန်ဒရိုက်ဟာအယောင်ပြောင်းနိုင်တဲ့အတွက်ကြောင့်လူတိများပါတယ်။နေခဲ့ဘက်မှာအစင်းရောင်နဲ့အပြာရောင်ကိုမြင်ရပြီးညဘက်မှာပန်းရောင်နဲ့အနီရောင်ဖြစ်တောက်ပါနေပါတယ်။လင်းမတ်စကရဗိုက်မတ်စကရဗိုက်ကို1969ခုနှစ်ဩစတြေးလျနိုင်ငံမတ်စကရိတ်တောင်တန်းတွေမှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူ့ဟာအလွန်ရှားပါပြီးကဘာပေါ်မှာအနှဲငယ်တာရှိပါတယ်။ပထမဆုံးတွေ့ရှိခဲ့တဲ့နေရာနာမည်ကိုယူပြီးနာမည်ပေးရတာပါ။သူ့ရဲ့နတ်မောင်နဲ့အယောင်နဲ့တောက်ပမှုကြောင့်အလွန်ဆွဲဆောင်မှုရှိပြီးတက္ကရာကိုဒေါ်လာ3000ခွဲလောက်ထိရနိုင်ပါတယ်။၃ Rabberry Rabberry ကို American Utah ပြည်နယ် Weaver တောင်နေမှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီเจ้าမြတ်ဟာသူ့ရဲ့နေညွန်ရောင်တောက်ပမှုနဲ့ရှားပါမှုကြောင့်ထူးခြားပါတယ်။ Rabberry ကိုနေရာအနှဲငယ်မှာသာတွေ့ရှိနေတာကြောင့် တကာရက်ကိုရူပြီးတိတိကျကျ၅သိန်းအထိဈေးနှုန်းရှိပါတယ်။သူ့ရဲ့လှပမှုနဲ့ထူးခြားမှုကြောင့်ချမ်းသာတဲ့သူတွေကမှဇိမ်ခံပစ္စည်းတစ်ခုဖြစ်နေပါတယ်။နှစ်ဒတိုက်ဒတိုက်ဟာအစိုင်းရည်ရောင်ရှိပြီးပုံရည်ရောင်မြင်နိုင်တဲ့ကြောင်းမြတ်ရဏတစ်မျိုးဖြစ်ပါတယ်။သူ့ရဲ့တောက်ပမှုနဲ့တမိုင်းဝင်အေးပါမှုကြောင့်ထူးခြားပါတယ်။သူ့ရဲ့တမိုင်းဟာချီခင်မင်းဆိုအမေရိကန်ခေတ်ကတည်းကစတင်ခဲ့တာဖြစ်ပြီးအဲ့ဒီချိန်တည်းကအလွန်တန်ဖိုးရှိတယ်လို့ယူဆခဲ့ကြပါတယ်။ဒီနေ့မှာတော့တကာရက်ကို90ဆင်းလာရှိပါတယ်။ ဝယ်လိုအားရမ်းများတာကြောင့်လူတော်တော်များများဟာဒီဈေးရဲ့နှဆသို့မဟုတ်သုံးဆလောက်ပဲပြီးဝယ်ယူကြပါတယ်။တဲ့ပန်းရောင်ကျဲစိန်ဒီပန်းရောင်စိန်ဟာကပောင်မှာတန်မိုးအရှိဆုံးကြားမြင့်နေတဲ့နာရီတွေကတမျိုးဖြစ်ပြီး99.6ကာရက်ကို932သိန်းခန့်တန်မိုးရှိပါတယ်။